တကယ်ကျွန်တော်အလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြိုဆိုလိုက်ပါရယ်ကျွန်တော်နဲ့စပိမဲ့ Anime က Law of Mystery ရဲ့ Episode 6ထိပဲဖြစ်ပါရယ် Kleino ဖွဲ့လဲလက်မှတ်ချက်တိုက်ကိုသွားနေကအစစ်ကတော့အခန်းထဲမှာပုံနေဆွဲနေတယ်အရှင်ရက်က Alice Pack ကစီကိုလာပြီးသူ့ရဲ့အိမ်မက်ချန်ကိုလာမေးတယ်အဲ့ကနေ့ကအိမ်မက်ဆိုးတွေမှတ်နေတာလေသူ့အိမ်မက်ထဲကနေအဲ့ရတဲ့ OG ကိုတွေ့ခဲ့တာပေါ့ထဲမှာနတ်ဆိုးရှိတယ်အိမ်မက်ပေးနိုင်တဲ့နတ်ဆိုးကအရန်ကျန်းတယ်အဲ့ဒါကြောင့်နေမင်းရဲ့တစ်စိတ်ကိုယူလာခဲ့တာ15မီတာတွင်မှာရှိတဲ့နတ်ဆိုးကို10မိနစ်တွင်တုတ်တင်နိုင်တယ်နေမထွက်ခင်အမြန်ရှာပြီးအပနိုင်ကြတာပေါ့အနားကိုကတ်သွားရင်နတ်ဆိုးကတိုက်လို့ကားလိုက်ပြီးဓာတ်နေပြတ်လို့ရှောင်လိုက်ရတယ်နတ်ဆိုးထွက်လာပြီးပြေကျုံ ုံးပြန်ဖြစ်တာကိုအေးစေးတားလိုက်ရင် Crimson Requiem Fry သူရအနေချက်ကိုရှာအောင်ကြောနေရင်ကြွေးခံလိုက်ရပြီးစိတ်ကိုကန်လိုက်ရင်ထက်ကြုံနေညာဘက်လက်အိတ်ကိုပြစ်ကြီးစံကိုတားပြလိုက်ပြီးကလိန်နဲ့စိတ်ကိုပြေးောက်တာတရောင်ကြွေးခံလိုက်ရပြီမဲ့အဲ့ဒါကိုစမင်းရဲ့အစွမ်းနဲ့ပြန်ပြင်လိုက်ကနေမင်းစိတ်ကိုတုံးလိုက်လို့နဲ့ဆိုးလေလစ်သွားခဲ့တယ် လက်အိတ်ကိုလည်းစီးလိုက်တယ်ဒီနာဆိုးတွေကနှက်ရချီနေလောက်ပြီးဒါပေမဲ့ဒီမှာပဲပေါ်လာတာတဲ့ကျောင်းနေရင်ပကြီးကချက်ကိုတွေ့လိုက်ရကကြီးရတာလွန်ခဲ့တဲ့နှစ်ထောင်ကဘရင်ကြီးပဲသူကတပိုင်းထက်ကနေဖြောက်ခံခဲ့ရတာနေပါဦးငါသူ့ကိုမြင်မှုပါတယ်ပရော်ဖက်ဆာအစစ်ပဲကလိန်ရဲ့ဆရာကအသက်ထောင်ထောင်ရှိနေပြီလား စိတ်ထင်တာပဲနေမှာပါ။ကျန်တဲ့ကောင်တွေကိုရှင်းထုတ်ရမယ်။နှစ်ယောက်နားရင်တယောက်ကထာကိုကင်ပြီးစောင့်နေရမယ်။နှစ်နိုင်တစ်ခါချိန်မယ်။ငါတို့အပြင်မှာရှိနေမယ်။လိုအပ်တာရှိရင်လှန့်ခေါ်လိုက်။ဒီတစိကအရန်နှွေးပြီးမကောင်းဆိုးဝါးတွေကိုနှိမ်နေနိုင်တယ်။ဒါကစမ်းပတ်ဝေးနဲ့ဆက်ဆက်နေတယ်ဆိုပေမဲ့အစားကိုမသိရဘူး။ Grey Frog မှာငါရဲ့အစွမ်းနဲ့တရားကိုဝင်ကြည့်လိုက်ရမလား။လုံခြုံတဲ့နေရာကိုအရင်သွားရမယ်။ Grey Frog မှာနေမင်းတစိရဲ့အစားကိုသွားကြည့်လိုက်တာ။ Internet Blazing Sun အဖွဲ့ကတစိထဲကိုနေမင်းရဲ့အစွမ်းနဲ့ထင်းနေတာကိုတွေ့လိုက်ရပြီးအပူမခံနိုင်လို့ပြဖြစ်သွားခဲ့တယ်။အဲ့ဒီရွှေရောင်အကြီးကြောင့်တစိကထင်းချုပ်လို့မရတာလား။ကလိန်ဝင်ကြည့်ရင်ထိလိုက်တာနေကြောင်။လုံခြုံသားတာကိုခံစားနေရကား မ်းမရှိတွေချောက်လာပြီးငိမ့်လိုက်တယ်။ဘာဖြစ်သွားတာလဲဟ။အဲ့နေမင်းကဘာကြီးလဲ။ Green Frog တာမကယ်ရင်ကနာကပြီးရှစ်ဖြစ်ဟောရင်တခြားကူဆိုက်ရမယ်။အနာရီတော့ပြတ်ကုန်ပြီးတန်းစင်စင်တမန်တော့ထွက်ပေါ်လာတယ်။နေမင်းရဲ့ဒစိမ့်နဲ့ဒီဟာကိုဖန်တီးခဲ့တာပဲ။စမ်းပတ်ဝေးကအချိန်မရှိဘူး။အလင်းတမန်တော့ပေါ့။တမန်နဲ့အသက်ရှင်လို့ရလာတဲ့ဆုလက်လား။ဟမ်။ Sequence 4တောင်ရသွားပြီ။အဲ့ဒီရွှေရောင်ရှိကနတ်ဖျားရဲ့သွေးပဲ။လောလောဆယ်တော့ပြန်နိုင်အောင်မယ်။နတ်ဖျားတွေကိုတမ်းမကြည့်သင့်ဘူး။မဟုတ်ရင်လက်မှာမနေကြတော့ဂျေရက်ကိစ္စကိုရှင်းလိုက်လို့အဲလီစ်ပတ်နဲ့အိမ်မမတ်တော့လို့နေမင်းရဲ့ဒစိမ့်ကိုဘလက်ထရွန်ကိုသွားပို့တယ်။ကလိန်နဲ့ Professor Assisi ီကိုဟွန်နက်စစ်တောင်ကိစ္စကိုမေးဖို့သွားတယ်အခန်းထဲမှာအစစ်ကိုမတွေ့လို့ရှောက်ကြည့်နေတော့လိုက်ကအောက်ကိုကြည့်လိုက်တာလက်မက်ရဲလိုက်ကိုတွေ့လိုက်ရလို့အံ့ဩနေတယ်ဆရာမရှိရနဲ့ဒါကိုဆက်စုမိလိုက်တာငါလည်းအိမ်မဆန်းနေမဲ့ပြီးနူးလာတော့ဆွဲမိထားတာလေဟွန်နက်စစ်နဲ့ပတ်သက်တဲ့စောက်ကိုပေးလိုက်တော့တော့ဖို့လုပ်ပေမဲ့ကလိန်ကကြောင့်တော့မဟုတ်တော့လို့ဒီမှာပဲဖက်ရမယ်လို့ပြောလိုက်တယ်မင်းစစ်လို့ရှားနေပါလားဟွန်နက်စစ်နဲ့ပတ်သက်တဲ့စောက်ကိုရသွားလို့ပါဒီရဲတိုက်ကငါရှေ့ဖြစ်ဟော်တုံးကတွေ့ခဲ့တဲ့ဟာပဲအဲ့ဒီပလင်ကိုလူသားတွေထိုင်လို့မရဘူးအဲ့ရဲတိုက်ကရှိခဲ့တယ်တော်တော်ကြာနေပြီးအထက်ခဏစောက်ထဲမှာတော့ဒီကြောင့်ပါသေးတယ်ဒီစောက်ထဲကပုံတွေကိုကြည့်ရတာခုခေတ်ကလူတွေနဲ့တူတူပဲအဲ့ရဲတိုက်က လူတွေပျောက်သွားတာကဘယ်တော့မှမရှိခဲ့တယ်လို့ပေါ့အဲ့လူတွေကသူမဆိုတဲ့အရာကိုကိုးကွယ်ကြတယ် Ever Night ရဲ့ဘရင်မကောင်းကင်ရဲ့မိခင်သူက Ever Night နဲ့ဖျားမနေတူတူပဲလား Coffee တောင်းအောင်လေခားလိုက်တာမင်းအမြဲတမ်းတကြားကိုသရုံမဲ့ထဲတာနော်အကြိုက်ပြောင်းသွားလို့ပါငါဒီအပိုင်းမှာဂမ်ဘီယာတွေကိုလစ်လာပြတော့မင်းရဲ့ကံကိုကြည့်လိုက်တာမထင်မှတ်လောက်အောင်ပြောင်းလဲနေတယ်အဲ့လိုပြောင်းလဲမှုတွေကအနေရဲ့ဂျုံမပြောင်းလဲတာဆိုပေမဲ့အခုတော့ဘာမှမတွေ့ရတော့ဘူးတခုရှိတာကမင်းရဲ့ပြောင်းသွားတဲ့ကံတွေကတွေ့ဝိုင်ပြီးငါနဲ့ဆက်ဆက်နေတယ်မင်းရဲလိုက်ကိုမြင်ပြီးမလားအဲ့ဒါကိုမြင်တော့စိတ်လှုပ်ရှားနေတယ်မင်းငါရဲ့လိုအပ်ချက်တွေကိုလည်းသိနေတယ်စိတ်မပူနဲ့ငါ ရဲ့တိတ်တွေကိုသိစေချင်နေတာဆရာတပည့်တွေလည်းလမ်းမရှဲတဲ့ကိုသွားကြပြီးငါအနာကတ်ကိုကြည့်ပြီးပြီဘာမှမဖြစ်ဘူးဆရာကအနာကတ်မှာငါ့ကိုကယ်လိုက်မယ်အစ်စ်လည်းရဲတိုင်းမှာသူရှင်ကဖျက်ဆီးခဲ့တာတွေကိုပြန်ပြန်ရောင်းနေကဒါကိုဆွဲယူလိုက်တယ် ဘာတွေဖြစ်ကုန်တာလဲမျက်နှာကိုမယုံနိုင်အောင်ဖြစ်နေတယ်ဆရာရဲ့အိမ်မက်လားဟာဒီအောက်မှာမကောင်းဆိုးရွားတွေရှိတာပဲအောက်မှာအခန်းကိုတွေးလိုက်ရပြီးဖွင့်လိုက်တော့ကလိန်တော်ရှင်လေးကချခဲ့တဲ့နတ်ဆိုးကိုတွေးလိုက်ရတယ်အစစ်လဲသူ့ရဲ့အစွမ်းကိုထုတ်လိုက်တော့တဲရည်များကြီးရောက်လာတယ်ငါတို့ဒီနေရာကိုအပနှင်ထားတာဘာလို့တဲရည်များကြီးရှိနေသေးတာလဲကလိန်လဲအစင်းရထိတ်ကိုရောက်သွားပြီးအစစ်တို့ကဆစ်ရှုံသွားလို့အလောင်းတွေကိုမိရှို့နေတော့အလောင်းကြားထဲကနေထွက်လာကဝင်ကျုံနေ No! သူ့ကိုတက်ခါနီးမှအယူကြောက်ကြီးထွက်လာပြီးအဆင်းနဲ့အတူအကုန်လုံးကိုလိုက်ကျုံးတယ်ကျန်သူတွေအကုန်လုံးကိုချင်မုံပြီးတော့ရတဲ့ကိုပြန်လာတော့သူ့မိပြည်ကနေသားတော်ကထွက်ကျူတယ်မိသားစုနဲ့အတူအချင်းတွေကိုဖျက်ဆီးနေကနောက်ပိုင်းမှာတော့ချင်းစာမိသွားပြီးတရဲတွေရဲ့ဘေးမှာဖြစ်လာတယ်တညမှာတော့ဇနီးနဲ့သားကိုထားပြီးထွက်လာခဲ့တယ်ဆရာထတော့ငါထသွားရတာအောင်မှာကန်ဆုံးမှုကနေငါသားကမလွတ်မြောက်ခဲ့ပါလား ခေါင်းလည်းမရှိတော့ဘူးအယူစုကိုဖျက်ဆီးလိုက်လို့နဆုကပေါ်လာတာပဲသွေးတွေနဲ့အက်ဆစ်လက်ချေအခန်းဖို့လုပ်ရင်ကလင်းကိုပါခေါ်သွားတယ်မင်းရဲ့ခံကမတည်ငြိမ်ဘူးအဲ့ဒါကြောင့်တေးအခန်းကိုရှာလို့မရဘူးဒါပေမဲ့ရအောင်ရှာမယ်သူသားကိုမြေမြုပ်လိုက်ပြီးဆီယာတိတ်ကဘာတူလဲငါအကုန်လုံးကမမှတ်မိဘူးဟာငါဒီမှာအချိန်ကြာကြီးနေခဲ့တာဖြစ်နိုင်နေရာစုနှစ်တည်းချီပြီးအိပ်ပျော်နေခဲ့တာလေငါနိုးလာတော့အကုန်မိသွားတာပဲငါနဲ့မယ်နဲ့တချို့ဟာတွေတော့မမှတ်မိတော့တယ်အိမ်မက်တွေလည်းအမျိုးမျိုးမှတ်တယ်မှတ်တိုင်းငါတော်တော်သွားခဲ့ရတာတွေကြီးပဲအဲ့ဒါကအိမ်မက်တွေဆိုတာတက်ငါအရင်ဘဝတွေပဲအဲ့ဒီနာကျင်မှုတွေကိုငါနှလုံးသားထဲကပါခံစားနေရတယ်ငါဖြတ် က်တန်းခဲ့တဲ့တရှောင်း၅မိသားစုဝင်နဲ့အများကြီးဆုံးရှုံးခဲ့ရတာမို့ကြော်တွေပဲဖြတ်တန်းတော့တယ်။ပျော်ရွှင်မှုတွေကတူတောင်းပေမဲ့အထူးကြံမှုကအမျက်တီတန်းနဲ့ဓာရီကအသက်ရှိခြင်းရဲ့ပေးဆပ်မှုတွေလားမင်းရှိနေလို့ငါဝမ်းသာတယ်ကလေး။တိမ င်းမရှိတဲ့လူတယောက်ရဲ့စိတ်ခံစားမှုတွေကိုခံစားနိုင်မှာမဟုတ်ဘူးလမ်းပြောင်းနေတဲ့မျက်ကန်းလိုပေါ်ငါမစ္စအစစ်ကိုကိုရှင်းစားတယ်ဒီကဘာမှာငါလည်းအထီးကျန်နေတာပဲပြီးတော့ငါမိပါနဲ့ဘယ်ချင်းမပြန်တွေ့ရမလဲလည်းမသိတော့ဘူးအ ਨੇ စုံတော့ဘန်ဆန်နဲ့မလီဆာရှိသေးတော့အေဂျင့်မှုကိုခံစားနေရတယ်အမှန်တရားကတော့ငါက claim မဟုတ်ဘူးဆိုတာပဲ claim ရဲ့ဘဝကနေထွက်မသွားခင်အထီးတော့ဘန်ဆန်တို့ကိုအချင်းတခြားပေးရမယ်ဒါမှပျော်ရွှင်ဖို့ကောင်းတဲ့အခိုက်အတန့်တွေအမှန်တရားတွေကြံပြီးထွက်သွားလို့ရမှာပေါ့ဆုံးရှုပေးခဲ့ကြလို့တကယ်ကျင်းတို့အလုံးကိုထူပကျုပ်တင်ရှိပါတယ်